ငါအတွက်ငါရှိတယ်ဒီစာအုပ်လေးကတော့ဘဝမှာတမ်းမအောင် နေထိုင်ခြင်းအခက်အခဲများကိုကြော်လွှားခြင်းအေးမြငိမ့်ချမ်းပြီးပြွှွှင်အောင်နေထိုင်ခြင်းစတဲ့တုတ္တရာသားပေါင်းများစွာကိုခံစားရမယ်။နာမည်ကြီးစာအုပ်ခေါင်းလေးတောက်ပါ။ဒါကြောင့်လင်းရောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးကိုမျက်စိမအားလို့စာမဖတ်နိုင်သူများအတွက်နားနဲ့စာဖတ်လို့ရအောင်မျှဝေပေးပါမယ်။အခန်း1တမ်းမအောင်နေထိုင်ခြင်း ။ဒဏ်ရာတွေနဲ့ပျော်လေးခြင်းတွေဟာတဏှာရှင်ကိုဖြစ်ပေါ်စေမဲ့အကြောင်းတရားတွေပါပဲ။အမာရွက်တွေဟာဒဏ်ရာတွေကိုအောင်းနိုင်ခြင်းရဲ့တင်ငယ်ဒ။တဏှာရှင်ဟာပျော်လေးခြင်းတွေကိုအနိုင်ယူခဲ့ခြင်းရဲ့တင်ငယ်ဒ။တခါကအဖိုးအိုနဲ့သူ့မြေးလေးတို့ဟာသူတို့အိမ်ကလေးကနေတောင်ကုန်းလေးတစ်ခုဖက်ကိုလမ်းချောက်ထွက်ခဲ့ကြပါတယ်။ခြံဝကနေလမ်းမဖို့ထွက်ခါနေမှာမြေးလောက်သူကကြောက်ကြီးတလုံးကိုကောက်ပြီး ပန်းအိုးဘက်ကိုပြစ်လိုက်တယ်တဲ့အဲ့ဒီကြခဲကပန်းအိုးတဲကအလှပန်းပင်ကိုထိပြီးပန်းပင်ကလေးထပ်ပိုင်းကျိုးသွားခဲ့ပါတယ်အဲ့ဒီလုံနဲ့မြေဖိုးနှစ်ယောက်တောင်ကုန်းလေးစီဆက်ထွက်လာခဲ့ကြပါတယ်တောင်ကုန်းလေးစီရောက်တဲ့အခါသူတို့မြေဖိုးဟာတောင်ကုန်းကလေးရဲ့ထိုက်မှာထိုင်နေခဲ့ကြပါတယ်အဖိုးကလေကောင်းလေတန့်တွေ ရှူပြီးရှူခင်းတွေကိုကျင့်နေခဲ့ပါတယ်ကောင်လေးကတော့အိမ်ကထွက်လာတော့ငါလိုပဲကြခဲလေးတွေကောက်ပြီးတောင်ကဘာစွန်းကတစ်ပင်လေးကိုပောက်တာပေါ့ ဒါပေမဲ့တောင်ကဘာဆုံးကတစ်ပင်ဟာကြောက်ခဲချက်တွေထိပေမဲ့လေအတိတ်မှာအရွက်တလွင်လွင်နဲ့ကြိုးကျမသွားခဲ့ဘူးတဲ့အခက်အကြီးနဲ့ပြည်ပြန်တော့လေညွတ်သွားပြီးပြန်မက်လာတယ်တဲ့အဲ့ဒီအခါကောင်းလေးကအဖိုးကိုပြောပါတယ်ဒီတစ်ပင်ကဘာလို့မလဲတာလေလို့မေးပါတယ်အဖိုးဖြစ်သူက သူ့မြေးလေးကို ပြုံးကြည့်ပြီးပြောပါတယ်အဲ့ဒီတစ်ပင်လေးကိုကြက်ငါမြေးသူ့ကိုတယူတရားနဲ့ပြုစုမဲ့သူရှိလားသူ့နေလောင်ပြီးနွမ်းနေတဲ့အခါရေလောင်းပင်းမဲ့သူရှိလား ပိုးကိတ်တဲ့အခါတုတ်တင်ပေးမိသူရှိလားမရှိဘူးအဖိုးလို့အမေလို့သူကပြန်ဖြေပါတယ်အဲ့ဒီအခါအဖိုးကဆက်ပြောပါတယ်ဟုတ်တယ်သူ့ကိုပြုစုယူရပြီးကာကွယ်ပေးမိသူမရှိဘူးငါမေကြောက်ဆောင်တွေပြိုကျတဲ့အခါသူ့အမြင့်နဲ့သူပြိုကျတဲ့အထည်ပါမသွားဖို့ကုတ်တွေရတယ်လေတွေထန်တဲ့အခါအရွက်တွေနဲ့ကာကွယ်ပြီးလေးပြိုမသွားဖို့အန်တုရတယ်သူကသူ့ကိုယ်သူကာကွယ်ရတယ်သူ့ကိုတိုက်ခိုက်လာတဲ့အရာတွေကိုသူ့ဘာသာအန်တုရတယ် အင်းကပန်းမင်းလင်းနဲ့တူလာမတူဘူးဖိုးလို့မြေလောက်သူကထက်ပြေပါတယ်အဲ့ဒီအခါအဖိုးလောက်သူကသူ့မြေလေးကောင်းကိုပွက်ရင်ငါ့မြေလောကကြီးမှာအင်းကအလှတစ်ပင်လေးလိုပဲတေရှာပြုစုယူရပြီးပိုးဖေပေးမဲ့သူနဲ့ရေလောင်းပေးမဲ့သူနဲ့ဒဏ်ရာတွေกินနေတဲ့တစ်ပင်ဟာဒဏ်ရှက်တစ်ခုလောက်ဖြစ်တာနဲ့ပျော်လေးလွေတယ်ကိုဘာသာဒဏ်ရာတွေကိုရင်ဆိုင်ပြီးတမ်းမအောင်လုံးမထားတဲ့သူကပျော်လေးလွေတယ်ကြဆုံးလွေတယ်ငါ့မြေ လောကကြီးမှာရှင်သန်တဲ့အခါကိုအားကိုကိုပါဒဏ်ရာတွေရလာတဲ့အခါအန်တုရင်ဆိုင်ပြီးရှင်သန်နိုင်အောင်ကြိုးစားပါဘလို့အခက်ခဲပဲလာလာတွန်းလှန်ရုန်းထပါ ရင်ဆိုင်ဖြစ်ရှင်းတတ်အောင်ကြိုးစားပါဒဏ်ရာတွေဟာတန်မာဖို့အတွက်ဖြစ်လာတာပါပြိုလေးရှင်းတွေဟာတန်မာရှင်းကိုရရှိစေတယ်တောင်ကပိုင်းရန်ကတစ်ပင်လို့ရှင်သန်မာငါမြေလို့အဖိုးကဆုံးမလိုက်ပါတယ်ဒီပုံမြင်လေးကကျွန်တော်အဖေပြောပြဖို့တဲ့ပုံမြင်လေးတစ်ပုဒ်ပါ ဒီပုံမြင်လေးတွေကလိုပဲကျွန်တော်တို့ရဲ့ရှင်သန်ရတဲ့ဘဝခီးမှလေတောင်ကပားရံကတစ်ပင်လေးလိုပဲအခက်ခဲပေါင်းစုံဒဏ်ရာပေါင်းစုံတွေ့နေကြသလိုဆက်တွေ့နေကြရအောင်ပါပါပဲကျွန်တော်တို့ဘဝမှာအလှပန်းပင်လို့တယူတရားနဲ့ပြုစုခံရတဲ့ကာလတွေလေးရှိမှာပါပဲမိဘရင်ွက်ရှိတဲ့ငယ်ဘဝလိုမျိုးပေါ့ကိစ္စတစ်ခုခုကိုကိုယ့်ဘာသာရင်ဆိုင်မဖြစ်ရှင်းရသေးတဲ့အချိန်တွေပေါ့အဲ့ဒီကာလတွေလွန်တဲ့အခါကျွန်တော်တို့ဘဝတွေမှာတောင်ကဘာကတစ်ပင်လို့ကိုယ်ဘာသာရှင်သန်ကြရပါတော့တယ် ။ဒဏ်ရာတွေလာတဲ့နေ့တွေရှိတယ်။ပျော်စရာတွေလာတဲ့နေ့တွေရှိတယ်။စိတ်ပြက်အားငယ်ခြင်း၊ဝမ်းနည်းခြင်း၊ပျော်လေးကြေကွေးခြင်းကာလတွေကလည်းဒုက္ခနဲ့ဒဲပါပဲ။ထို့အတူတာယာရှမ်းမြင့်ခြင်း၊ကျင်တဲ့ကြည်နှုံးခြင်း၊ဝမ်းသာမြူထူးရတဲ့နေ့တွေလည်းအများအများပါပဲ။ကျွန်တော်တို့တွေကအဆင်ပြေခြင်းတွေကိုလက်ခံနိုင်ပေမဲ့အဆင်မပြေခြင်းတွေတွေ့ရတဲ့အခါရင်နှစ်ပျော်လေးရှင်တို့တာပါပဲအဲ့ဒီအခါကျွန်တော်တို့ပြန်ထနိုင်ရပါမယ်ဒဏ်ရာတွေကိုရင်ဆိုင်ကြရပါမယ် ပျော်လေးခြင်းတွေဟာတန်မာဖို့အကြောင်းတရားတွေပါပဲကျွန်တော်တို့ငငယ်ကလမ်းလျှောက်တက်စခဏခဏပျော်လေးဖူးကြတယ်မဟုတ်လားနောက်တော့ဖြည်းဖြည်းလေးလေးရှောင်းနိုင်သွားကြတာပါပဲပျော်လေးခြင်းတွေဟာတန်မာဖို့အတွက်ပါပဲကျွန်တော်တို့တွေနဲ့အနီးဆက်ဆုံးမှာမြင်နိုင်တဲ့သူကိုပဲကြည့်ကြည့်ရအောင်နိုင်ငံကျော်အစိုးရပုပ်ပုပ်ဟာအမိအဖနဲ့အတူမနေရအဖွားနဲ့နေခဲ့ရသူပါငငယ်ကလေးကဒဏ်ရာတွေပျော်လေးခြင်းတွေရခဲ့ပေမဲ့တန်မာအောင်လက်ကျင့်ပြီးစ조사ခဲ့လို့ ခုချိန်မှာနိုင်ငံကျော်အစိုးရတယောက်ဖြစ်လာတာပါပဲနိုင်ငံကလေးကတန်ရာတန်ချက်တွေရတဲ့သူဟာတွန်းလန့်ရုန်းကန်ပြီးစ조사ရင်အောင်မြင်တဲ့သူဖြစ်လာမှာပါပဲဒါကအနည်းဆက်ဆုံးမြင်တာလေးကိုပြောပြတာပါတခြားကိုတူးကိုရှင်ကိုဘွားကိုထန်းတင်ပြီးအောင်မြင်အောင်စွန်းဆောင်ခဲ့ရတဲ့နိုင်ငံကျော်ကဘာကျော်တွေလည်းအများကြီးပါပဲကျွန်တော်ငယ်ကပိတ်ဆံမရှိလို့လူတချို့ရဲ့ဖက်ကြီးရှင်းလင်းခံခဲ့ရဘူးတယ်ပစ္စည်းအစ်စ်ပေါ်တိုင်းသူများနီးတူဘရုံးကမှလည်းမရခဲ့ပါဘူးသမင်းချင်းမပါလို့ ကျောင်းမှာထမင်းမစားခဲ့ရတဲ့နေ့တွေတောင်ရှိခဲ့ဘူးပါလေ။ဒါပေမဲ့အဲ့ဒီတင်ငယ်ချင်းအားနေချင်းဝမ်းနေချင်းစိတ်တွေကိုတမ်းမာချင်းအဖြစ်ပြောင်းလဲယူခဲ့ပါလေ။အဲ့ဒီအချိန်မှသာအဆုံးပေးခဲ့ရင်ကျွန်တော်လေးခုလိုကို့ဘာသာရှင်သန်ရက်တီနိုင်သူလေးဖြစ်လာမှာမဟုတ်ပါဘူး။တင်ငယ်ချင်းအားငယ်ချင်းဝမ်းနေစိတ်ပြတ်ချင်းပျော်လဲကြည်ကွေးချင်းတို့ဟာတမ်းမာဖို့စမ်းသက်တဲ့အရာတွေပါပဲ။ကျွန်တော်တို့ဒူးမထောက်စတဲ့တိတ်ထုတ်မောင်းထုတ်ကြားရပါမယ်။ဒါမှတမ်းမာတဲ့သူ ဖြစ်မှာပါပဲ။ လောကမှာကျွန်တော်တို့ဟာတောင်ကပားရံကတစ်ပင်လို့ရှင်သန်ကြရပါမယ်။ဒံယာတွေနဲ့ပျော်လေးခြင်းတွေဟာတဏှာချင်းကိုဖြစ်ပေါ်စေမဲ့အကြောင်းတရားတွေပါပဲ။ခဏခဏပျော်လေးခြင်းဟာထက်ခါထက်ခါတဏှာလာဖို့အကြောင်းတရားလို့အမြင်မှတ်ပါ။ကျွန်တော်တို့တဏှာတဲ့သူဖြစ်အောင် ရုန်းကန်ရှင်သန်နေထိုင်ကြရအောင်ပါ။မင်းလက်ကြတာကိုငါစိတ်မပူဘူး။မင်းပြန်မထမှာကိုပဲငါစိတ်ပူတယ်။ဒီစကားကအမေရိကန်သမ္မတဟောင်းအေဗရာဟံလင်ကွင်ပြောခဲ့တာပါ။ ကျွန်တော်တို့ဘာအကြောင်းကြောင်းလေးကြလေးကြပြန်ထပြီးတံမာကြရအောင်ပြိုလေးအငေးချင်းတွေကြုံတဲ့အခါတိတ်ထုတ်ရှင်သန်ပြီးတံမာချင်းအဖြစ်ပြောင်းရမယ်စိတ်ပြဲဝန်းနေချင်းတွေကြုံတဲ့အခါသွန်ထုတ်အားတက်လောင်ပြီးတံမာချင်းအဖြစ်ပြောင်းရမယ်နာကျင်ခံခက်တဲ့နေ့တွေကြုံတဲ့အခါရုံထရှင်သန်ပြီးတံမာချင်းအဖြစ်ပြောင်းရမယ်ဒဏ်ရာတွေဘလဘွားနဲ့နှောထားရတဲ့အခါမေ့ဖြောက်အားတက်ထွန်ပြီးတံမာချင်းအဖြစ်ပြောင်းရမယ် တာယာကိုလူရသွင်းတဲ့သူတွေနဲ့တွေ့တဲ့အခါပြုံးပြကြိုးစားရင်တန်မာချင်းဖြစ်ပြောင်းကြမယ်။လောကရန်ကမာထန်တန်ဆက်ဆံတဲ့အခါတာယာကိုတွန်းလှန်ကြိုးစားရင်တန်မာချင်းအဖြစ်ပြောင်းကြမယ်။တရှင်ကကျွန်တော်တို့ရတဲ့တန်ယာတွေဟာနောင်တရှင်မှာကျွန်တော်တို့တန်မာဖို့ခန္ဓာရဲ့အင်အားတွေပဲမဟုတ်လားတန်မာကြရအောင်အခန်းနှစ်ကိုကိုကိုဖေးမဂုံယူပါကိုကိုကိုအပြစ်မမြင်ပေဖေးမပြင်ဆင်တတ်တဲ့စိတ်ဟာ ောင်မြင်ပြောင်းရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်ပါတယ်။တို့တို့အသုံးမကျတာပဲအဖြစ်ကိုမရှိဘူး။ဘရောမှလူရဝင်မှာမဟုတ်ဘူး။တခြားသူစီကလည်းအဲ့ဒီလိုတွေအပြောခံရဖူးပါသလား။များသောအားဖြင့်အပြောခံခဲ့ကြရပါလိမ့်မယ်။ကျွန်တော်လည်းကြုံဖူးပါတယ်။အဲ့ဒီလိုအပြောခံရတဲ့အခါစိတ်ထဲမှာပြောတဲ့သူကိုမချင်မနဲ့ဖြစ်ရတယ်။ဒေါသတနုနုဖြစ်ရတယ်။အဲ့ဒါကြီးကစားတဲ့နေရအဲ့ဒီနေရအထိလိတ်ခံစားရပြီးဒုက္ခပေးပါတယ်။ဒါပေမဲ့အဲ့ဒါကအချိန်တိုင်းဒေါသပြက်ပြေပြီးမေ့ပျောက်သွားနိုင်ပါတယ်။ အဲ့ဒီစကားတွေကလေကိုကိုတွန်းအားပေးစ조사စင်နိုင်ပါတယ်ကိုစ조사ပြနိုင်တဲ့အခါလောက်ပြလိမ့်နိုင်တဲ့အခါမျိုးမှာအောင်းနိုင်သူအဖြစ်အဲ့ဒီစကားတွေကိုရှေ့ဖြတ်လိမ့်နိုင်ပါတယ်ငါဘရောမှအတုံးကြမှာလည်းမဟုတ်ဘူးငါပုံစံနဲ့ဖြစ်လာမှာလည်းမဟုတ်ဘူးငါကိုကအတုံးမကြတာပါအဲ့ဒီလိုကိုကိုကိုအပြစ်တင်ပြီးကိုဖြစ်တည်မှုကိုလက်မခံနိုင်တဲ့စိတ်မျိုးရှိနေပြီးဆိုရင်တော့ဘာကိုမှမေ့သွားမှာမဟုတ်ပါဘူးအဲ့ဒီအတွေ့အကြံကကိုကိုဒုက္ခကိုပေးနေတော့မှာပါပဲ။ ငါလုတ်လေဖြစ်မှာမဟုတ်ဘူးငါလုတ်လေလူရဝင်တာမဟုတ်ဘူးဆိုတဲ့အပြင်းစိတ်အညံ့စိတ်နဲ့ကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးကအချိန်တိုင်းကိုကိုဖိစီးနေတဲ့အခါဘာမှကိုဖြစ်လာမှာမဟုတ်ပါဘူးကိုစိတ်ကကိုကိုတက်နေတော့တာပါပဲတခြားသူကမဟုတ်ပေကိုစိတ်ထဲမှာအဲ့ဒီလိုကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးဝင်နေပြီဆိုရင်တော့မောင်းထုတ်ရပါတော့မယ်ဘာလို့လဲဆိုတော့ကိုကိုကိုအောင်မြင်ပြိုရွှင်တဲ့သူဖြစ်ဖို့စ조사ရမှာမဟုတ်ပါပဲကိုကိုကိုအပြစ်မတင်တတ်ပေ ဖေးမဂုံယူတက်တဲ့စိတ်မျိုးမွဲတဲ့အခါဘာရလေဆိုရင်အစစအရာရာအောင်မြင်ပြိုရှင်စေရတာမို့ပါပဲငါရောက်ကဆွတ်လိုက်တာဘေးပွေးမှမတော်ဘူးအဲ့ဒီလိုကိုဖြစ်တည်မှုကိုအပြစ်တင်တတ်တဲ့စိတ်ထက်ငါရောက်ကမလှပဲမဲ့တက်တက်ရရနေတတ်တည်းဆိုတဲ့ကိုကိုကိုယုံကြည်မှုအပြစ်ကွန်ဖီဒန့်ရှိရှိနဲ့ကိုကိုကိုဖေးမဂုံယူတက်ရင်ပြိုရှင်အောင်မြင်မှာပါပဲကိုလုံးနေတဲ့အလုပ်တစ်ခုကြာရှုံးသွားတယ်ပဲဆိုပါစို့ငါတို့အတော့မကြလိုက်တာငါဘာလို့လို့ဘရောမှမဖြစ်ဘူး တခြားသူတွေတော့အောင်မြင်ပါလျက်နဲ့ငါသာအတော့မကြတာတို့ပြီးငါဘာမှမလုပ်တော့ဘူးအတော့မကြတဲ့ကောင်းဆိုပြီးကိုကိုကိုအပြစ်တင်တဲ့စိတ်ရှိရင်ဘာမှထက်ဖြစ်လာမှာမဟုတ်ပါဘူးငါဒီအဆင့်ထိလုံနိုင်ခဲ့တာပဲငါအတွက်ငါဂုဏ်ယူတယ်ငါဆက်စ조사ရမယ်ဒီတစ်ခါမဖြစ်လေနောက်တစ်ခါဆိုငါအဆုံးထိအကောင်းဆုံးလုပ်ပြနိုင်မှာပါဆိုတော့ကိုကိုကိုဖေးမဂုဏ်ယူတတ်တဲ့စိတ်သာရှိရင်တချိန်မှအောင်မြင်အောင်လှုပ်ဆောင်နိုင်လာမှာပါပဲငါတယောက်တည်းမဟုတ်ဘူး no just me ဆိုတဲ့အတွေးလေးဝင်လာရင်စိတ်ညစ်တာတဝက်တက်တာသွားတယ်ဒီစကားက Oxford ဆရာတော်ပါမော့ခဒေါက်တာဓမ္မတာမီပြောတာပါလောကကြီးမှာကြာရှုံးနေတာကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ပါဘူးအပြိုးခံနေရတာကိုတယောက်တည်းမဟုတ်ပါဘူးဆရာတော်ကြီးရဲ့စကားစုလေးထဲကလို no just me ပါပဲအောင်မြင်နေသူတိုင်းထိတ်ဆုံးရလာသူတိုင်းဟာကြာရှုံးမှုတွေဒဏ်ရာတွေရခဲကြသူတွေပါပဲကိုတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူး အဲ့ဒီတော့ကိုကိုကိုဖေးမတက်တဲ့စိတ်ဂုံယူတက်တဲ့စိတ်အပြစ်မြင်တက်တဲ့စိတ်ကိုမွေးရပါမယ်ဒါဟာရောင်ရည်တက်တဲ့စိတ်မျိုးမဟုတ်ပါဘူးကိုကိုကိုတွေးထူတက်ရှင်းပါပဲကိုကိုကိုယုံကြည်စိတ်တိုးအောင်လှုပ်ဆောင်ခြင်းပါပဲကိုကိုကိုအပြစ်မမြင်ပေဖေးမတက်တဲ့အခါစိတ်တက်မကြလွယ်ဘူးမကောင်းမြင်စိတ်နှဲပါလာမယ်ယုံကြည်ချက်တွေခိုင်မာလာမယ်ကိုကိုကိုပိုချစ်လာမယ်ဒေါသစိတ်နှဲပါလာပါမယ်စာနာစိတ်ပါတိုးပွားလာမယ်ပြိုးရွှင်ရှင်းတွေပေါ်ရလာမယ် ကိုကိုကိုအပြစ်မမြင်တတ်တဲ့စိတ်ဟာအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်ပါတယ်။တခြားသူအပေါ်မှာစာနာနားလေရှင်ဆိုတဲ့ကိုကျင့်တရားပါစောင့်ထိန်တက်လာပါတယ်။အဲ့ဒီအတွက်ကိုကိုကိုဖေးမဂုံယူတတ်တဲ့စိတ်မျိုးမွေးမြူရပါမယ်။ရှိရပါမယ်။ Don't bet yourself ကိုကိုကိုအပြစ်မတင်ပါနဲ့ Do proud yourself ကိုကိုကိုဂုံယူပါကိုကိုကိုအပြစ်မတင်ပေဖေးမပြင်ဆင်ပြီးဂုံယူတတ်တဲ့အခါအောင်မြင်ပျော်ရွှင်ရမှာမလွဲပါဘူး။တိမ်တွေလှတာကိုခံစားတတ်တယ်လို့ ကိုယ်စိတ်သဘောထားလှတာကိုလေခံစားတတ်ရင်ပိုပြီးပြိုရှင်ရပါတယ်။ပန်တန်းရဲ့အလှတရားကိုမျက်နှောတက်သလိုကိုယ်အလှတရားကိုလေဂုံယူမျက်နှောတက်ရင်ပိုပြီးပြိုရှင်ရပါတယ်။တခြားသူကိုဖိမဂုံယူတက်သလိုကိုယ့်ရဲ့အရာရာတိုင်းအတွက်လေဖိမဂုံယူတက်ရင်ပိုပြီးပြိုရှင်ရပါတယ်။တခြားသူပိုအကောင်းမြင်စိတ်ထားသလိုကိုယ့်ရဲ့ဖြစ်တည်လာခြင်းတွေအပေါ်လေအကောင်းမြင်စိတ်ထားတတ်ရင်ပိုပြီးပြိုရှင်ရပါတယ်။ကိုကိုကိုဖိမပါကိုကိုကိုဂုံယူပါ ကိုစူးစမ်းမှုရဲ့အရာမထင်ရှင်းတွေအတွက်အပြစ်မတင်စနန်းပေါ့အောင်မြင်ပြောရှင်ရှင်းဟာကိုစီမှာပါပဲအခန်း3ကျင်တဲ့ဇာတ်ကောင်းတယ်မနက်ခင်းရောင်နေကိုမြင်ရဖို့နှုတ်ထနိုင်ခြင်းချင်းဟာ မသေးဆုံးချင်းရဲ့တင်ငေရပဲပေါ့ပြောရှင်စွာဖြစ်တန်းကြရအောင်တခါကမုံတိုင်းမိပြီးတင်ဖို့ဒီစင်းဟာပင်လေထဲမှာနစ်မြုပ်ခဲပါတယ်အဲ့ဒီတင်ဖို့ပေါ်မှာပါတဲ့လူတွေကအိုကြဟစ်ကြယုံရင်းဆန်ခတ်ဖြစ်ကြတဲ့ ဆူညံပွက်လို့ရိုက်ပြီးကဘာပြက်နေခဲ့ပါတယ်။အဲ့ဒီအထေးကမှလူ၃ယောက်ကတော့ကံကောင်းထောင်းမစွာနဲ့ဘိုးကွင်းကြီးတကွင်းကို ဖတ်တွေ့ပြီးပင်လေတဲ့မျိုးပါသွားခဲ့ရပါတယ်။နောက်တနေ့ရောင်နီတွေဖြာတဲ့အချိန်မှာတော့သူတို့၃ယောက်စလုံးကသေးတောင်ပြင်ပေါ်မှာရှေပြက်လက်ပြက်နဲ့အိမ်မိုးကျနေရကနောထလာနိုင်ခဲ့ရပါတယ်။သူတို့၃ယောက်စလုံးကျွန်းလေးတစ်ခုပေါ်ရောက်သွားခဲ့ကြတာပါ။အဲ့ဒီ၃ယောက်ကအဖိုးအိုတယောက်ရေကုမ္ပဏီပိုင်ရှင်တစ်ထဲတယောက်ရေဘွေလွန်ကျောင်းသူမျိုးသမီးတယောက်ရေပါ။ စဆရှင်လန်နောလာတဲ့အချိန်မှာចောင်းတူမျိုးသမီးနဲ့ကုမ္ပဏီပိုင်ရှင်ဟာအသေးအတန်ကိုကြွေးပါတော့တယ်။သူတို့ဒုက္ခရောက်ပါပြီ။ဘယ်ကိုရောက်လာမှန်းမသိဘူးဆိုပြီးတော့ပေါ့။ဘာလို့ရောက်အောင်မှာညာလို့ရောက်အောင်မှာနဲ့ငိုကြွေးမြေတန်းကြတဲ့အဖိုးအိုကတော့ရှင်သန်နေသေးတဲ့အတွက်ခေါင်းငင်ကြီးနဲ့ပင်လင်ပြင်ကိုတိုင်တေရှစ်ခုပြီးကျေးဇူးတွေတင်နေခဲ့ပါတယ်။နောက်တော့သူတို့၃ယောက်လုံးကျွန်းလေးပေါ်ကကြောက်ကူလေးတစ်ခုထင်းမှာနေခဲ့ကြပါတယ်။ ကျောင်းသူအမျိုးသမီးကသူစားထွက်လာတဲ့နေ့ကနေရက်တွေကိုပြန်တွက်လေရှိပြီးတောကတွေရောက်နေပါတဲ့ဒီနေ့ဆိုဘာအရှင်ရောက်ပြီးဒီအရှင်ကစီဝါရဲ့ဘာသာအရှင်ဒီအရှင်ကဘာသာဗေဒအရှင်နဲ့ပြောပြီးသူစားတွေလိမ့်မမင်နိုင်တော့တဲ့အကြောင်းသူရက်တွေပြက်တာများပြီမို့ကျောင်းထုတ်ခံရတော့မယ့်အကြောင်းပြောပြီးမစားနိုင်မတော့နိုင်ဖြစ်နေခဲ့ပါတယ်ကုမ္ပဏီပိုင်ရှင်တွေကတော့မနဲ့နေရောင်လာတဲ့အခါကန်းဆက်နာကကြောက်ဆောင်တွေစီသွားထိုင်နေလေရှိတဲ့အဖိုးကလေညညဆိုတိုင်တေပြောလေရှိတယ် ူ့ကုမ္ပဏီမှာသူသားမရှိရင်ဒုက္ခရောက်တော့မယ့်အကြောင်းသူဆွဲထားတဲ့ပလန်တွေ project တွေတို့အချိန်နောက်ကျပြည့်စည်တော့မယ့်အကြောင်းပြောပြီးငိုကြွေးတယ်တဲ့အဖိုးကတော့မောလင်းလာတဲ့အခါရောင်နီမလာခင်စမ်းရည်သွားခတ်တယ်ခေါင်းငယ်နဲ့ပင်လေပင်ကြီးစီတိုင်တင်ပြီးချင်းတန်ခွင့်ပေးနေသေးတဲ့အတွက်ဂျေဇုတင်ကြောင်းပြောတဲ့စမ်းရည်ရှိရာစီရောက်တဲ့အခါအဖိုးအိုဟာရေသေးကသူ့မျက်နှာသူကြည့်ပြီးသဘောကျရေမောလေးရှိတဲ့အမေငါမျက်နှာကြည်လင်းနေပါလား နုပြိုနေသေးပါလားဆိုပြီးပြောရတဲ့နေရောင်လာတာနဲ့အဖိုးအိုဟာညကမီးဖိုကိုတစ်ရှောင်းအစိုးအချောက်တွေထက်ဖြစ်တယ်၂၄နာရီလုံးမီးရောင်နဲ့မီးခိုထွက်နေအောင်လုပ်ပါတယ်ကန်ရှီကငါးပစွန်တွေဖမ်းပြီး၃ရောင်လုံးစားနိုင်အောင်ပြုလုပ်တယ်ကုမ္ပဏီတစ်ထင်းနဲ့အကြောင်းသူအမျိုးသမီးကတော့တောကတွေရောက်လိုက်ဒေါသတွေထွက်လိုက်တင်းမိုးကိုကျင်ဆဲလိုက်ပင်လေပြင်ကိုကျင်ဆဲလိုက်လုပ်တဲ့သူတို့ကိုလက်မချရကောင်းလားဆိုပြီးသူတို့နဲ့ပတ်သက်ရာတွေကို နေဝင်မိုးရှုပ်ဒေါသတွေထွက်နေကြတာပါပဲတလားလောက်ကြားတဲ့အခါចောင်းသူအမျိုးသမီးဟာကင်မိသူမရှိတော့ဘူးဆိုပြီးစိတ်ထောင်းကိုကြီးနဲ့အာဟာရနေပြီးဆုံးပါသွားပါတယ်ကုမ္ပဏီတထဲကလေသူ့ဘဝဒီတိုင်းမနေနိုင်ဘူးဆိုပြီးကျုံးပေါ်ကတစ်တုံးရှစ်တခုနဲ့ပင်လင်းထင်းမျိုးလွင့်သွားတဲ့အတန်တန်ဖြောင်းပြပေမဲ့မအောင်မြင်တော့အဖိုးအော်ကလေတထဲဆိုသူကိုလက်လျှော့လှက်လိုက်ပါတော့တယ်အဖိုးအော်ကတော့တရှင်လင်းတညီညီ မီးလေးတဖိုးဖိုးနဲ့နေရက်တွေကိုကျင်းတဲ့စွာဖြတ်တန်းပါတယ်။တနေ့မှာတော့သင်္ဘောတစင်းဟာအဖိုးအရဲ့မင်းခိုးတန်းကိုတွေ့ပြီးမော်တော်တစင်းနဲ့လာကေတင်သွားခဲ့ပါတယ်။ပုံမြင်ကတော့ဒီလောက်ပါပဲ။ဒီပုံမြင်ကိုကျွန်တော်အွေရောက်စားကကျွန်တော်ဆရာကပြောပြခဲ့တာပါ။ဆရာပြောပြတဲ့အခါတိုင်းထပ်ပြောပြနေတာသိလေကျွန်တော်စိတ်ပါဝင်စားနားထောင်ခဲ့ရတာပါ။ပုံမြင်ပြီးတိုင်းအဖိုးအိုလိုဘယ်နေရာရောက်ရောက်စိတ်ကိုနေပြောင်းနေတတ်ဖို့ပြပြွှ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 ွ ဆရာတင်ပေးခဲ့တဲ့အတိုင်းကျွန်တော်မိုးလင်းလို့အိပ်ရာထားတိုင်းမှန်ကိုအရင်ကြည့်ပြုံးပြီးကျင်းတဲ့တက်ခဲ့ရပါတယ်။မနေ့ကစိတ်ညစ်ညူးမှုတွေကိုထားပစ်ခဲ့လိုက်နိုင်ပါတယ်။မနက်ခင်းရောင်နေကိုမြင်ရဖို့နှုတ်ထနိုင်ခြင်းချင်းဟာမသေးဆုံးချင်းရဲ့သင်္ကေတပဲပေါ့။ပြိုရှင်စွာဖြတ်တန်းကြရအောင်။လောကကြီးမှာအရှိကိုအရှိတိုင်းလက်ခံရှင်။အရှိကိုအရှိတိုင်းကျင်းတဲ့အချင်းဟာစိတ်ချမ်းမြေ့ရပါတယ်။ပြိုရှင်ကျင်းနေရပါတယ်။ဖြစ်ပေါ်လာတဲ့အရာပေါ်မှာစိတ်အလိုမလိုက်ပဲ စနစ်တကျတွေးခေါ်နေထိုင်တဲ့အခါကျင်နဲ့ပြိုလျှင်ရပါတယ်။တယောက်နဲ့တယောက်ဖြစ်တည်ပုံရှင်းမတူသလိုတနေရာနဲ့တနေရာတည်ရှိရှင်သန်ပုံရှင်းလည်းမတူကြပါဘူး။သူကဆရာဝန်၊သူကကုမ္ပဏီတစ်ထည်၊ငါကတော့ဇစ်တေဆိုပြီးစိတ်ပြက်အားငယ်ခြင်းစိတ်မကျေနပ်ခြင်းဟာကိုကိုကိုဒုက္ခပေးခြင်းတမျိုးပါပဲ။ငါမရှိရင်မဖြစ်ဘူးဆိုတာကလေကိုကိုကိုဒုက္ခပေးခြင်းတမျိုးပါပဲ။လောကမှာဘသူမှမရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူးအကုန်ထားခဲ့ကြတေကြရမှာပါပဲ။ စိတ်မထားတတ်ခြင်းကကိုယ့်ကိုယ်ကိုဒုက္ခပေးခြင်းတမျိုးပါပဲကိုယ့်ရဲ့ဖြစ်တည်ခြင်းအတွက်ကိုယ်ဘာသာကျင့်တဲ့အခါပြိုစရာကောင်းပါတယ်ကိုယ့်ရဲ့ကြိုးစားခြင်းအတွက်ရရှိလာတဲ့ဘေးအသီးပွင့်မျိုးမဆိုကျင့်တဲ့လက်ခံတတ်တဲ့အခါပြိုရှင်ဝမ်းသာရပါတယ်ကိုယ့်ရဲ့အရှိတရားအတွက် ကိုယ့်ဘာသာလက်ခံရတဲ့အခါကျင့်တဲ့အခါပြိုစရာအလွန်ကောင်းပါတယ်ကိုယ့်ကိုယ်ကိုသူများနဲ့မရှင်တော့ပဲကိုယ့်ကိုယ်ကိုအကောင်းဆုံးကြိုးစားနေထိုင်တဲ့အခါစိတ်ပြိုရှင်အေးမြပါတယ်ကိုယ့်စီကိုရောက်လာတဲ့အရာတိုင်းကို စိတ်မကျဉ်းနှံ့မှုတွေနဲ့တွန်းထုတ်တတ်တဲ့အခါအသက်တော်ပါလိမ့်မယ်ကိုစီကိုရောက်လာတဲ့အရာတိုင်းကိုစိတ်ကိုအကောင်းဆုံးအသင့်ပြင်ပြီးစီမံခန့်ခွဲတဲ့အခါကျင်းတဲ့စရာကောင်းပါတယ်ငါရုပ်ကဆိုးလို့မနှက်ခင်းမှန်ကြည့်ပြီးမကြီးချင်ပါဘူးလို့ပြောရင်ဒါဟာကိုယ့်ရဲ့အရှိတရားကိုလက်မခံတတ်မကျဉ်းနှံ့နိုင်သေးတာပါပဲအဲ့ဒီလိုကိုယ့်အရှိတရားကိုတော့လက်မခံမနှင့်မျိုးနိုင်တဲ့အခါကျင်းတဲ့ပြိုရှင်စရာကောင်းနေဥမာမဟုတ်ပါဘူးရုပ်ဆိုးလာတဲ့တချို့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ဖြစ်တည်ခြင်းကိုလက်ခံပြီးစ조사လို့ကမ္ဘာကျွနေရတဲ့သူတွေလေးအများကြီးပါပဲဒါဟာကိုရလာတဲ့အရာကိုလက်ခံကျင်တဲ့ရေးပြီး조사ရှင်းသင်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးပါကိုရဲ့အရှိတရားကိုရဲ့ဖြစ်တည်မှုကိုစီရောက်လာတဲ့အရာတွေကိုရောက်သွားတဲ့နေရာတွေအပေါ်မှာလက်မခံနိုင်ကျင်တ်အောင်နေထိုင်မပြုမူနိုင်တဲ့အခါဘဝကပျော်ရွှင်စရာကောင်းနေဦးမှာမဟုတ်ပါဘူးကျွန်တော်တို့အသက်ရှိရှိပျော်ပျော်ရွှင်ရွှင်နေလို့ကြတယ်မဟုတ်လားပုံမြင်တွေကအဖို့ဟုတ်လို့နေကြရအောင် ခုပြီကိုရုပ်ကိုမှန်သေးကြပြုံးပြီးဂျင်းနဲ့ပြွှင်လိုက်ရအောင်ဖြစ်တည်လာတဲ့အရာပေါ်မှာဂျင်းနဲ့စွာလက်ခံနေထိုင်တတ်ဖို့သင်ယူကြရပါမယ်အရှိတရားကိုအရှိတရားအတိုင်းလက်ခံရတဲ့အခါစိတ်ဟာဂျင်းနဲ့နေပြွားတယ်ဖြစ်တည်ခြင်းကိုသိရှိဖြစ်တည်နိုင်တဲ့အခါစိတ်အစုံဟာအေးမြငြိမ်းချမ်းပါတယ်တပါးသူနဲ့ရှင်ရမှာတဲ့ကိုစိတ်ကိုပြင်ဆင်နေထိုင်တဲ့အခါစိတ်ဟာအေးမြတန့်ရှင်းရှင်းမှ မွေ့ပြပါတယ်ရောက်လာတဲ့အရာတွေကို အကောင်းဆုံးပြင်ဆင်ရင်ဆိုင်တဲ့အခါ စိတ်ဟာကျင်တဲ့အချင်းမှာတင်းညီပါတယ်ရောက်သွားတဲ့အရာတွေပေါ်မှာကာလန်ဒေသန်ကျင့်တဲ့အခါစိတ်ဟာကျင်တဲ့ပျော်ရွှင်ရပါတယ်အခန်းလေးအဖိုးထိတ်တဲ့နန်းတော်တင်းငယ်ချင်းမရှိတဲ့ခွန်အားဟာတန်မာပါတယ်အရာရာကိုရင်ဆိုင်နိုင်ပါတယ်ငါအတွက်ငါရှိတယ်ဆိုပြီးယုံကြည်ကိုးစားတတ်တဲ့စိတ်ရဖို့ကိုကိုကိုယုံကြည်ဖို့ဆိုတာသူများနဲ့လက်ရှင်တွဲပြီးစိတ်တော့ကမရောက်ဖို့လေလိုပါတယ်။တိမ်ငယ်အငငယ်တက်တဲ့စိတ်မရှိဖို့တိမ်ငယ်စိတ်တွေကိုမောင်းထုတ်ဖို့လေလိုပါတယ်။ ပင်ငယ်တက်တဲ့စိတ်ကိုမောင်းထောဖို့ပြောတဲ့အခါကျွန်တော်စိတ်ထဲတန်တရီယာမင်သွားတဲ့သူအကြောင်းပြောပြရှင်းပါသေးတယ်။သူကတော့ကျွန်တော်ရဲ့ပင်ငယ်တက်တဲ့စိတ်ကိုမောင်းထောဖို့လမ်းပြခဲ့သူပါပဲ။သူ့နာမည်ကဒိုပူမာပါ။ဒိုပူမာကကျွန်တော်မွေးစားတဲ့ရွာကပါ။ဒိုပူမာလို့ပြောရင်ကျွန်တော်တို့တရွာလုံးမသိတဲ့သူမရှိပါဘူး။ဒိုပူမာတို့အိမ်ကရွာရှောင်းမကြီးဘဲကရာခင်းလေးထဲမှာရှိတာပါ။တငငယ်မိုးထရန်ကအင်္ဂလီရာဒီဘိုတိန်နံလေးတွေစိတ်ပြီးအသက်မွေးကြတာ။ ပစ္စည်းရှိလူဒန်းစားမဟုတ်တလို့ငက်ပြက်လှတဲ့လူဒန်းစားလည်းမဟုတ်ပါဘူးကိုဝန်းကိုကြောင်ပြီးလိုက်ပြလုံးလုံးတိုက်ခါရှိရှိရက်တီနိုင်တဲ့လူဒန်းစားဆိုပါတော့တို့ပုမလို့ပြောရင်တရွာလုံးကလေးကအစလူကြီးအဆောင်မသိသူဘာကြောင့်မရှိသလဲဆိုရင်တော့ဒလောပါတို့ပုမကပိတ်ဆံချမ်းသာလှသူမဟုတ်ပေမဲ့အလူအတန်းဆိုရင်လည်းဘရောမှမနှဲပါဘူးတခြားသူကိုကူညီရမယ်ဆိုရင်လည်းမနှောက်နှစ်တဲ့သူပါသူ့မှာတင်ငယ်ချင်းအားငယ်ချင်းတွေအတူရှားပါတယ်ရွာဦးဓမာယုံကနေ ဝါတွင်ဥပုံနေမျိုးမှာအလှငွေလှူလို့ရပါပြီဆိုပြီးလော့စပီကာကကြင်ညာရင်ပထမဆုံးလှူသူဟာသူပါပဲကျန်တဲ့သူတွေက900လောက်မှမလှူနိုင်ရင် ချက်စရာကြီးဆိုပြီးမလှူသေးပဲထားတဲ့အချိန်မှာတော်ပုမကသူတက်နိုင်တဲ့150သွားလှူပြစ်လိုက်တာပါပဲလော့စပီကာကနေတော်ပုမကတရားလှူဒန်းသွားပါတယ်ဆိုရင်ပဲသူ့မှာပီတိတွေနဲ့ပျော်နေတတ်သူပါလမ်းတွေဖို့ရွာလမ်းမှာမြက်တွေရှင်းကြပြီဆိုရင်လေတော်ပုမကရင်နှွေးအိုးမရှိပေမဲ့ ရင်တွေကြိုတဲ့ဂိုင်းနဲ့အိုးကိုလက်ဖက်လျှောက်ခက်လက်ကဆွေသူ့ရာခင်းထွက်ပြောင်းဖို့ကိုဖုတ်စကောနဲ့ရွက်လာပြီးဒါနလှုပ်သေးတာပါရှစ်ဆရာကြီးတင်ငယ်ဆရာကြီးဆိုပြီးဘရောမှမတွေးပါဘူးရွာအလူအတန်းမင်္ဂလာဆောင်လေးများရှိရင်လေဖြင်းစပိုးကလေးတွေဆက်ရှုပ်ထားတဲ့ဖြင်းအင်ဂျီနဲ့တပတ်နွန်တပီလဲဝက်တနခါအဖွဲသားနဲ့စဆုံးကူညီလောက်ကင်ပေးတာပါပဲဖြစ်စဉ်ကျင်းပနေကြကျွန်တော်မျိုးရဲ့ဗုဒ္ဓမြတ်ဆွေတို့ပွေးရှင်ဆိုလေဒုဗုမတော်လင်မယားအဝက်ရှင်းကလေးတွေ အိမ်လောက်ကောင်းကင်းစိတ်ထုတ်ကလေးတွေဆွေးလို့မနဲ့အစိုးထမြို့ကိုရှည်ရှင်တဲ့ဆွေးလို့ဖူးကြသေးတာပါလမ်းဘေးကကက်လျှောက်နေတော့ဆက်ပြီးတော့ဆန်ကေတော့နဲ့လာတဲ့အသည့်တွေများမြင်အိုဟစ်နှုတ်ဆက်ပျော်ရွှင်နေတော့တာပါပဲငါကတော့ဆက်ပြီးမစီးနိုင်ဘူးဆိုင်ကယ်မရှိဘူးရှက်စရာကောင်းလိုက်တာဆိုတော့တိမ်ငယ်စိတ်အားငယ်စိတ်တကယ်မရှိတာပါပုံမှန်ရှင်တွေဆိုလေလင်မယားနှစ်ယောက် ရခင်ကလေးအထင်းမှာတကုတ်ကုတ်ပေါင်းနှုတ်မျက်ရှင်းနဲ့ ခြံရှိကဖြတ်သွားသမျှသူကိုစားနောက်နဲ့ပြုတ်ရွှင်နေတာပါပဲလို့ပူမရဲ့စိတ်အင်္ဂလေးဟာတိမ်ငယ်ခြင်းအားငယ်ခြင်းကင်းပြီးဘလောက်များတမ်းမာပြုတ်ရွှင်စရာကောင်းပါသလဲရွှေငွေပရမများမပိုင်ပေမဲ့အဲ့ဒီတဲ့တန်ဖိုးရှိတဲ့တိမ်ငယ်အားငယ်ခြင်းမရှိတဲ့သူ့အင်္ဂလေးဟာနန်းတော်တမျှအဖိုးရှိလာပါလေတိမ်ငယ်ခြင်းကင်းတဲ့အဖိုးထိတ်တဲ့နန်းတော်ပါပဲငငယ်ကဘသူတွေဆက်ပြီးနဲ့ဘသူတွေကအင်းကြီးအသိပ်ပေါ်တာဝတ်တာဘသူကတော့ကြိုးပေါ်ရဲ့အစ်စ်နဲ့မို့ သားကအဟောင်းနှမ်းမို့ကြောင်းမတက်ချင်ဘူးဆိုတဲ့အချိန်တွေ့တိုင်းကျွန်တော်ကိုဆုံးမစကားဆိုတဲ့အဖေဟာတို့ပုမကိုပဲဥပမာပေးခဲ့ပါတယ်အရွယ်ငယ်ငယ်တုန်းကတိတ်နားမလည်ခဲ့ပေမဲ့အရွယ်ရောက်လို့လူလောကစုံစမ်းဆင်းရတဲ့အခါတို့ပုမရဲ့တိမ်ငယ်မွန်ကင်းတဲ့စိတ်နှမ်းတို့လေးကိုတတိရမြင်တော့တာပါပဲကြင်ကြံလိုက်နာဖို့တတိရမြင်တော့တာပါပဲကျွန်တော်တို့တွေဟာသူများနဲ့ရှင်ပြီးကိုယ်စိတ်ကို နှိမ့်ဆက်တတ်ကြပါတယ်ဘသူကတော့ဘာရနေပြီငါမရသေးဘူး ်ဘသူကတော့ဘာတွေလုပ်နိုင်လဲငါမလုပ်နိုင်ဘူးဆိုပြီးစိတ်ပြက်အားငယ်တငယ်တက်ကြပါတယ်သူမိဘကချမ်းသာလိုက်တာငါမိဘကတော့စင်းရဲလို့ငါကတော့ဘာမှမဝယ်နိုင်ဘူးဆိုပြီးကိုယ်စိတ်ကိုရှောနေဖြစ်ကြပါသေးတယ်ကျွန်တော်တို့ဒုပုမလို့ကိုယ်ဖြစ်တည်ရှင်းကိုအကောင်းဆုံးလက်ခံပြီးဘသူနဲ့မှမရှင်းပြိုင်ပဲမရှင်းတန်ကြပါဘူးဒါကပဲကျွန်တော်တို့ရဲ့ပြည့်ရှင်စရာကောင်းတဲ့ကိုကိုကိုယုံကြည်တဲ့စိတ်တွေကိုပျောက်ကွယ်သွားစေခြင်းပါပဲ။ ိုကိုကိုယုံကြည်မှုဆိုတဲ့ confidence ရှိရင်ဒုက္ခကြီးကပြိုစရာကောင်းပါတယ်။သင်ငယ်ချင်းမရှိတဲ့ခွန်အားဟာတတ်မှာပါတယ်။အရာရာကိုရင်ဆိုင်နိုင်ပါတယ်။ကိုစူးစမ်းလို့ဖြစ်တည်လာသမျှအရာရာတိုင်းအတွက်ဘာမှအားငယ်သင်ငယ်စရာမရှိပါဘူး။ဒါဟာဂုံယူပြိုရှင်စရာပါ။ကိုကတော့ BA နဲ့ပွေးရလို့သူကတော့ဆရာဝန်ပွေးရလို့ဆိုပြီးဘာမှစိတ်ပြက်အားငယ်စရာမရှိပါဘူး။လူတွေဟာကိုရည်ရွယ်ချက်နဲ့ကိုကိုအိမ်မက်နဲ့ကိုလမ်းလျှောက်နေကြတာပါ။ ကျမကဆရာဝန်ပွဲမရဘူးအိုင်းစတိုင်းကကျောင်းတော်အထောက်ခံရပါသေးတယ်ဖေဖို့တီထွင်သူမတ်ဇူကာဘက်ဟာဘွေဒီဒီဂရီတွေအများကြီးရနေသူမဟုတ်ပါဘူးကို့ရည်ရွယ်ရာကို့အိမ်မက်ကိုယုံကြည်မှုရှိရှိတင်ငယ်မှုမရှိရှောက်လန်းဖို့ပဲလော်တာပါယုံကြည်မှုရှိတဲ့စိတ်ဆိုတာဘွေဒီဒီဂရီတွေရတာအတန်းပညာအတတ်ပညာတွေနဲ့မဆိုင်ပါဘူးဖြစ်ရှင်တဲ့စိတ်နဲ့ကြိုးစားရုန်းကန်ဖို့ပဲလော်တာပါတင်ငယ်မှုဆိုတာလူညံ့ွယ်မလောက်ပါဘူး ထူးရှင်ထက်မြက်လာမဲ့သူဟာတိမ်ငယ်မုံအားငယ်မုံတွေကိုမောင်းထုတ်နိုင်ရပါမယ်ကိုကိုကိုယုံကြည်မှုအပြည့်ရှိနေရပါမယ်တိမ်ငယ်တက်တဲ့စိတ်ဟာပျော်ရွှင်ခြင်းကိုတတ်ပါတယ်တခြားသူနဲ့အမြဲရှင်ကြည့်ပြီးတိမ်ငယ်အားငယ်နေတဲ့စိတ်ဟာကိုယ့်အိမ်မက်ကိုမြင်မြုပ်နေတယ်လို့ပါပဲကိုကိုကိုယုံကြည်ကိုးစားမဲ့သူဟာတိမ်ငယ်မုံကင်းတဲ့နန်းတို့စိတ်အမြဲရှိနေရပါမယ်တက်ကြွနေရပါမယ်ကျွန်တော်တို့တွေကိုကိုကိုယုံကြည်ကိုးစားပြီးကိုယ့်အိမ်မက်ကိုအကောင့်တေဖို့ဆိုရင်တော့ဒိုပုမလို့ ဘသူ့ကိုမှရှင်မြင်မနေပဲကိုဖြစ်တီမုန်းတဲ့ကိုစူးစမ်းရှင်သန်ကြရပါမယ်။တင်ငယ်ချင်းတွေကင်းတဲ့အခါပျော်ရွှင်ရှင်ဟာလက်တကမ်းမှာပါပဲ။တင်ငယ်တက်တဲ့စိတ်ကိုမောင်းထောက်လိုက်ကြရအောင်။ပျော်ရွှင်ရှင်နန်းတို့လေးပိုင်ဆိုင်ဖို့ပေါ့။ရေးရင်ထမြက်တဲ့သူဖြစ်ဖို့တင်ငယ်တက်တဲ့စိတ်ကိုမောင်းထောက်ရပါမယ်။ပျော်ရွှင်စံနေတက်တဲ့သူဖြစ်ဖို့တင်ငယ်တက်တဲ့စိတ်ကိုတက်ပြရပါမယ်။ကိုကိုကိုယုံကြည်မှုရှိဖို့တင်ငယ်တက်တဲ့စိတ်ကိုရှိုးဖြစ်ပြရပါမယ်။ကိုအတွက်ကိုရှိတာသိဖို့ တင်ငေတက်တဲ့စိတ်ကိုနင်းရှည်ပြရပါမယ်။သူများနဲ့လိတ်ချင်ပြီးစိတ်မငြိဖို့တင်ငေတက်တဲ့စိတ်ကိုမင်းချွတ်ပြရပါမယ်။အေးချမ်းပျော်ရွှင်တဲ့သူဖြစ်ဖို့တင်ငေရှင်းကင်းတဲ့နန်းတို့တိဆောက်ရပါမယ်။အပိုင်းတစ်ကိုအဆုံးထိနှဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။စာအုပ်ပြီးဆုံးတဲ့အထိဆက်လက်တင်ဆက်ပေးမှာမို့တင်သမျှကိုဆက်လက်နှဆင်နိုင်ရန် YouTube Channel လေးကိုလည်း Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျ။မြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ကန့်သိမ်းကင်းကျင်းကြပါစေ။